ကျွန်တော်တို့စတင်ပြီးတော့အင်္ဂါသားသမီးတွေရဲ့အဆိုးကောင်းလေးကိုကျွန်တော်တရော့ကတ်ချိုးပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်။ဘာမှအအောင်ဆုံးအင်္ဂါသားသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ပတ်သက်တဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းကိုစတင်ပြီးဟောမှာဖြစ်ပါတယ်။နံပါတ်1အနေနဲ့ဒီကာလမှာကျွန်တော်တို့အင်္ဂါသားသမီးတွေကကိုယ်ပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာခက်ခက်ခဲခဲ ပင်ပင်ပန်ပန်စ조사ပြီးတော့ရုံးတန်နေရတဲ့အခြေအနေအပိုင်းအခြားတစ်ခုကိုရောက်ရှိနေပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကိစ္စမှာမျှော်လင့်ထားတာတွေဆုံးရှုံးတာတွေဖြစ်ပေါ်နေတဲ့အခြေအနေအပိုင်းအခြားတစ်ခုလည်းဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရင်ဒီကာလမှာကိုယ်ပိုင်စီးပွားရေးလှုပ်ဆောင်တဲ့အင်္ဂါသားသမီးတွေဟာကိုယ့်အတွက်အခက်ခဲအကြမ်းတမ်းတွေကြုံတွေ့နေရတယ်။ခါတိုင်းလနေနဲ့မတူပဲဒီလဟာကိုယ့်အတွက်စီးပွားရေးနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အခါမှာစိတ်ရှုပ်စရာစိတ်ညစ်စရာအာဘယ်လိုကောင်းလဲလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ပင်ပန်းစရာများစွာနဲ့ကြုံတွေ့နေရတဲ့ကာလအပိုင်းကြတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လုံငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတီးခတ်မှုနည်းနေတာတွေစကားပြောတဲ့အခါမှာဒေါသလေးတံပါတာတွေကြောင့်ကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ကျွန်တော်တို့အဆင်မပြေဖြစ်တာတွေစကားအငင်းကုန်ဖြစ်တာတွေတွေ့ကြုံဒါရမယ့်အချိန်ဤပိုင်းခြားတစ်ခုဖြစ်ပါတယ်။ကျွန်တော်အထူးမှချင်တာတော့အင်္ဂါသားသမီးတွေဒီကာလမှာအပြိုင်ဆိုင်အတိုက်ခိုက်မနာလိုတာမလုပ်ပါနဲ့။ကိုယ့်ရဲ့ ဒီမနာလိုမှုကိုယ့်ရဲ့ပြိုင်ဆိုင်လိုမှုကိုယ့်ရဲ့တိုက်ခိုက်လိုမှုတွေဟာကိုယ့်ရဲ့ငွေကြီးကိစ္စဆုံးရှုံးသွားတာပဲဖြစ်ပေါ်လိမ့်မယ်အဲ့တော့အလောက်ကန်ကိစ္စတွေနဲ့ပတ်သက်ပြီးရရှိလာတဲ့အခွင့်အလမ်းကိုအကောင်းဆုံးအသုံးချပါကိုယ့်ရဲ့ဖြစ်တည်နေတဲ့လုပ်ငန်းပေါ်မှာရောပဲဒီဇိုင်းမမတ်လှုပ်ဆောင်စေချင်ပါလေဒါဆိုရင်အင်္ဂါသားသမီးတွေအတွက်ဒီကာလမှာစီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆူဆူဘွားဘွားဖြစ်တည်စရာအားနည်းတဲ့ကာလအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါလေနောက်တစ်ချက်ကတော့ အင်္ဂါသားသမီးတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အပိုင်းအခြားဖြစ်ပါတယ်။ကျမ်းမာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာအင်္ဂါသားသမီးတွေကျမ်းမာရေးပြန်လည်ပြောအားကောင်းလာမယ်ကျမ်းမာတန်ဆွမ်းလာမယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးသတင်းစကားကောင်းတွေကြားသိရမယ်။အထူးသဖြင့်ကိုယ့်ရဲ့ကျမ်းမာရေးထက်ကိုယ့်ရဲ့မိဆွေပေါင်းသင်းကိုယ့်ရဲ့ညီကိုမော်ဒမကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကကျမ်းမာရေးနေထိုင်မကောင်းဖြစ်နေတာဆေးရုံတက်နေတဲ့လူတွေတက်တာပြောင်းခဲ့ပြီးတော့ဆေးရုံကနေဆင်းလာတာမျိုးယောဂတက်တာတာ စပြည့်ဒီလိုသတင်းစကားကောင်းတွေကိုချဲ့ရတဲ့လူတွေနေထိုင်မကောင်းဖြစ်နေတာအနေဆင့်ပြန်လှည့်ပြီးတော့ကောင်းမွန်လာတယ်ဆိုတော့သတင်းစကားကောင်းတွေပုံပုံပြီးတော့အားကောင်းလာနိုင်တယ်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်းကျမ်းမာရေးနဲ့ပတ်သက်ပြီးအထောက်ပံ့ကောင်းတွေမိမိကိုယ်တိုင်ကလည်းကူညီပေးရတာမျိုးဆောင်ရွက်ပေးတာမျိုးတွေဒီကာလမှာအားကောင်းနေတဲ့ကာလပိုင်းခြားဖြစ်ပါတယ်ကျွန်တော်ဆိုလိုချင်တာကိုယ့်ရဲ့ကျမ်းမာရေးထက်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေကျမ်းမာရေးတွေကပုံပုံပြီးတော့ကုတ်တော့ဝမ်းသာစရာဖြစ်ပေါ်တတ်ပါအဲ့ဒါဆိုရင်ဆရာအဲကျွန်တော်တို့ရဲ့ကျမ်းမာရေးအခြေအနေဘယ်လိုရှိလဲဆိုတော့ ကောင်းမွန်နေတဲ့အထောက်ပံ့ကောင်းကောင်းမွန်နေတဲ့ကဲ့ခွေလန်းကောင်းတွေဖြစ်ပေါ်နေတဲ့ကာလအပိုင်းခြားလို့ပဲဟောကြားပေးချင်ပါတယ်တို့တော့အဲ့တော့မရှိရှိရာရှာကြံပြီးပြောမယ်ဆိုရင်တော့တွေးထက်တန်ရုံအနေငယ်ထွက်တတ်တယ်တန်ရအနာတရကြီးတာမျိုးပြောတာမျိုးမဟုတ်ဘူးကလုတ်တိုက်တာချော်လဲတာစသဖြင့်တစ်ခုနဲ့ထိမိခိုက်မိတာခန္ဓာကိုယ်တွေကတွေးထွက်ဂိမ်းရှိတယ်အနေငယ်ဒါလေးကိုတော့ view site စဉ်းကျင်စေချင်ပါတယ်နောက်တစ်ချက်ကတော့အင်္ဂါသားသမီးတွေကြုံတွေ့လာမယ်ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ဒီကာလမှာငွေကြေးကိစ္စနဲ့ပတ်သက်တဲ့အင်္ဂါသားသမီးတွေဟာစိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်တတ်ပါတယ်ငွေကြေးကိစ္စကြောင့်เนาะမိသားစုကြားထဲမှာစိတ်ဝမ်းကွဲတာလုပ်ငန်းရှယ်ယာလောက်တာနေစဉ်စိတ်ဝမ်းကွဲတာငွေကြေးကိစ္စမှာကိုယ်ပေါ်မနာလိုတဲ့လူတွေကိုယ်ပေါ်တမျိုးမြင်တဲ့လူတွေနဲ့တွေ့ကြုံလာတတ်တယ်နောက်ဆုံးအကုန်ကုန်ပြောမယ်ဆိုရင်ကိုယ်ငွေကြေးနဲ့ကိုကိုကလာကူညီပေးလိုက်တာကိုယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့တမျိုးတစ်ပုံပြန်လဲပြီးတော့တုတ်ပြန်တာမျိုးတွေဒီကာလတွေမှာတွေ့ကြုံလာတတ်တယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့မှားချင်တာတော့ ဒီကာလမှာငွေကြေးကိစ္စအနေနဲ့ပတ်သက်ပြီးမိတ်ပြတ်တတ်တယ်နော်မောင်နှမတာချင်းရံဖြစ်တတ်တယ်စကားမြတ်တတ်တယ်အငင်းကောင်ဖြစ်တတ်တယ်ဒါကြောင့်မလို့ငွေကြေးကိစ္စအနေနဲ့ပတ်သက်တဲ့အရှုပ်ရှင်းနေရကိုချစ်ခင်ရတဲ့လူတွေနဲ့ငွေကြေးကိစ္စအရှုပ်ရှင်းမလုပ်တာအကောင်းဆုံးဖြစ်နေတယ်အဲ့တော့နောက်တစ်ခုကဒါဆိုလို့ရှိရင် okay အဲ့လိုမလုပ်ဘူးဆိုရင်ရောကျမတို့ငွေကြေးကံကောင်းလာနိုင်လားလို့ပြောမယ်ဆိုလို့ရှိရင်အယူဆမှာဒီကြောင့်ငွေကြေးကိစ္စတွေကဆုံးရှုံးနေတာမျိုးများတတ်တယ်ဥပမာဗျာချဲလို့ချဲထိုးလိုက်တာမျိုး ငွေကိုဖြတ်လိုက်နည်းနဲ့လိုက်တာငွေပေါ်ငွေပြန်ရင်းတာဟာမြက်တာပဲအဲတေချာမစင်းစားမစင်ချင်နေနဲ့ငွေကြီးကိစ္စတွေမှာပြုတ်လုံမိတာငွေအလွယ်လိုက်တာလောဘကြီးကြတဲ့ကြောင့်ငွေကြီးဆုံးရှုံးရနိုင်တယ်အဲ့တော့အဲ့ဒါလေးတွေကိုနည်းနည်းထိမ့်မယ်ဆိုကိုယ့်ရဲ့ငွေကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အထိုင်လျောက်ကြံကောင်းမှုတွေရှိနေပါတယ်နောက်တစ်ခုတွေ့ကြုံလာမယ့်အင်္ဂါသားသမီးတွေရဲ့အခြေအကိစ္စဖြစ်ပါတယ်အခြေအကိစ္စမှာအဆင်မပြေတာမဟုတ်အဆင်ပြေတယ်ဒါပေမဲ့တကုတ်ကုတ်လိုအပ်နေတယ်လို့ခံစားရတယ်နော် သူကပဲကိုယ်မချစ်လို့လို့သူကပဲနောက်တယောက်ထားလို့အမှန်တကယ်ကျတော့သူ့ဘက်ကလည်းဘာမှမဟုတ်ကိုယ့်ဘက်ကလည်းဘာလည်းမဟုတ်တယောက်နဲ့တယောက်အချစ်လွန်အားကြီးပြီးတော့တယောက်နဲ့တယောက်ဟိုဘယ်လိုခေါ်မလဲဟိုလိုအပ်တာတည်းပုံမှုပြီးတော့ကဲလို့တာပေါ့နော်ဂယူဆိုင်မှုတွေဖြစ်ပေါ်လာတယ်အဲ့ဂယူဆိုင်မှုရဲ့နောက်ကဘာဖြစ်လာလဲဆိုတော့ခဏပြောစိုးရိမ်ပူပန်မှုတွေတွေးတောမှုတွေအများများတဲ့ကာလပိုင်းခြားတစ်ခုဖြစ်တယ်ဆိုတော့ဒီချိန်မှာအခြေအကျိစားနဲ့ပတ်သက်မယ်ဆိုဟိအမှန်တန်အားကောင်းနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်တယ်အရန်ချစ်အရန်ကြည်နူးတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်တယ် အမကောင်းလို့ဆိုရင်အတယောက်နဲ့တယောက်အရန်တက်အရန်ရန်ဖြစ်တဲ့ကာလပိုင်းချို့ဆိုလိုတာအခြေအကိစ္စအစွန်းနေအစွန်းနေဖြစ်ပေါ်နေတယ်ပေါ့ကံကောင်းတဲ့အတွေ့အကြုံတော့အရန်နေကံကောင်းအရန်နေအဆင်ပြေနေကံဆိုးတဲ့အတွေ့အရတွေအတစ်ချိန်လုံးပြတ်မဲဆင်းမဲရန်ဖြစ်မဲစတာဖြစ်ပေါ့နော်အဲ့တော့အခြေအကိစ္စကအစွန်းနှစ်ဖက်မှာရက်တည်နေတယ်အဲ့တော့ကောင်းလားလို့ပြောမယ်ဆိုရင်တော့မကောင်းဘယ်ရမဆိုအစွန်းရောက်သွားတဲ့အခါမှာသူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးကတော့ကောင်းမွန်နေတဲ့ဆိုးကျိုးတွေတော့မဖြစ်လာနိုင်ဘူးအဲ့တော့အခြေအကိစ္စတခုကခဏကျွန်တော်ပြောလို့ဖြစ်မယ်ဆိုလို့ရှိရင်လည်း ကောင်းပြီဆိုရင်သူများလည်းမတူဘူးအမတန်ကောင်းတယ်ဆိုပြီဆိုရင်လည်းသူများလည်းမတူဘူးအမတန်ဆိုးတယ်အဲ့ဒီအပေါ်မှာကျွန်တော်မိတ်ဆွေတွေတာယာသွားမယ်ဒါမှမဟုတ်လို့ရှိရင်စိတ်ညစ်ဆိတ်ရှုပ်သွားမယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေဟာနောက်တစ်ချိန်မှာဒီလိုပုံစံမျိုးမရတဲ့အခါမှာမိတ်ဆွေအနေနဲ့အဆင်ပြေပါမလားဆိုတော့၁၇လပိုင်းမှာတော့ကောင်းနေတယ်ပေါ့၁၇လပိုင်းမှာ तू ကဒီပုံစံမျိုးမဖြစ်လာဘူးဆိုလို့ရှိရင်မိတ်ဆွေလက်ခံတယ်မလားလက်ခံနိုင်တယ်ဆိုရင်တော့ကောင်းတယ်ပေါ့လက်မခံနိုင်ဘူးဆိုရင်တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြဿနာရှုပ်ရှင်းနေအများကြီးဖြစ်လာနိုင်တယ် ဆိုတော့ဒီချိန်မှာအခြေအကိစ္စတွေလည်းပတ်သက်ပြီးတော့နည်းနည်းလေးဘလောက်ပဲအခြေအကောင်းနေပြီစေဘလောက်ပဲအခြေအဆိုးနေပြီစေနည်းနည်းခရုစိုက်ဖို့အတွက်တော့လိုအပ်တယ်အဲ့တော့မြန်မာစံကုန်ရပြောမယ်ဆိုရင်တော့တတိမမူကူမမြင်နဲ့ဆိုတော့အပျော်ကြီးပျော်ပြီးွားပြီးတော့အဲ့ဒီအပေါ်မှာတတိလက်လွတ်ဖြစ်သွားတဲ့အခါမှာပြဿနာဖြစ်လာမှာတော့စိုးရိမ်နေဒါလေးပြောခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကတော့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ် ိမ်တော်ရေးကိစ္စတွေမှာကောင်းမွန်တော့အိမ်တော်ရေးတည်ဆောက်မှုတွေအားကောင်းနေတဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်ပါတယ်။လူချင်းမိပါတွေရဲ့အကူအညီထောက်ပံ့မှုတွေအိမ်တော်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်တာတွေပြောင်းလဲပြီးအဆင်ပြေတင်းမြတ်လာမဲ့အချိန်တွေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။နားလည်မှုသဘောထားချင်းကိုယ်လွင်နေရရှိတယ်။နောက်တစ်ခါအိမ်တော်ရေးနဲ့ပတ်သက်တဲ့အရှုပ်အရှင်းတွေရှိနေတဲ့လူတွေဟိုပါပါဗျာ။နောက်တစ်ယောက်ပေါ့နော်။အာမရင်ငယ်လင်ငယ်စတဲ့ဖြစ်ပေါ့နော်။ဒီလိုမျိုးတိတ်တိတ်ပုံဖြစ်နေတဲ့ဇလန်းတွေပွေလင်းညင်တော်မအားကောင်းပြီးတော့ပြက်နာဖြစ်ရင်လည်းဖြစ်မယ်မဖြစ်ရင်လည်းအဲ့အငယ်နောက်တွေနဲ့ပြက်မယ်။ နော်ဆိုတာကအဲ့လိုမျိုးသွေးတောပူပင်နေရတဲ့ကိစ္စတွေကင်းရှင်းလာမယ့်ကာလပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့အချိန်ရလည်းတိတ်မရဘူးဆိုတော့အိမ်တော်ကြီးကိုကျွန်တော်သူတို့ပြောမယ်ကိုယ်အနေနဲ့တန်တရားဖြစ်စရာတွေကိုယ်အနေစိတ်ရှုပ်စရာတွေရှိတယ်ဆိုဒီကာလမှာယတိပြတ်ကင်းကင်းချင်းချင်းပုံမှန်လေးလေးမြင်မြင်သာသာဖြစ်ပေါ်လာမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်အဲ့တန်တရားတွေအဲ့ ဘယ်လိုခေါ်မလဲအဆင်မပြေမှုတွေကနေစဉ်အဆင်ပြေမှုကူးပြောင်းလာမယ်အချိန်ကြီးပိုင်ရတခုဘယ်လိုပုံစံပြောင်းလဲလာမယ်တော့ကျွန်တော်ပြောတတ်ဘူးသူနဲ့ပြတ်ပြီးတော့အဲ့တန်နေရာမရှိတော့လည်းဖြစ်နိုင်ရင်သူကိုယ်တိုင်ကသူ့အရှုပ်ချင်းနေသူပြတ်ပြီးတော့ကိုယ်ကိုမကိုဖြစ်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်โอเคနောက်ခုကတော့တွေ့ကြုံလာမယ်ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်ဒီကလောက်မှာအင်္ဂါသားသမီးတွေဝန်ထမ်းတွေနဲ့ပတ်သက်အမှန်အားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့လောက်ပေါ်ကင်ဘက်တွေရဲ့ sport ပေးတာမျိုးထောက်ပံ့ပေးတာမျိုး အဲဒီအထက်လူကြီးတွေကနေစင်ကိုအာဘယ်လိုခေါ်မလဲလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့အကဲခတ်တာစမ်းသက်တာเนาะယာတူတိုးပေးဖို့လစာတိုးပေးတော့ကိုယ့်ကိုစာမွေးစစ်တာမျိုးတွေဒီကာလမျိုးမှာကြုံတွေ့လာတတ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာလက်ရှိကိုယ့်ရဲ့လုပ်ငန်းကိစ္စမှာအားကောင်းနေဆိုရင် မိတ်ဆွေလုပ်ငန်းကိုပုံမပြအားဆိုင်ပြီးလုပ်ပါအဲ့ဒီအခု17လပိုင်းကအားဆိုင်မှုတွေကဒီ17လပိုင်း17လပိုင်းမှာမိတ်ဆွေတွေလစာတိုးဖို့အတွက်ယာတူကောင်းကြဖို့အတွက်နေရာကောင်းကြဖို့အတွက် position ရဖို့အတွက်အထောက်အပံ့ကောင်းများစွာရရှိလာတယ် နောက်တစ်ခုကတော့လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးချိတ်ဆက်မှုအာအမှန်တန်ကောင်းတယ်နော်အဲ့တော့အလုပ်မရှိနေတဲ့လူကကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းတွေအလုပ်ရှာခိုင်းအလုပ်ရတယ်နော်အဆက်အသွယ်ကောင်းနေလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းတွေအနေနဲ့အများကြီးတွေ့ကြုံလာမယ့်ကာလအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးတယ်လို့လုပ်ငန်းကပေးတဲ့ bonus တွေ tip money တွေဘောက်ဆုတွေလည်းရရှိလာနိုင်တဲ့အချိန်ဒီအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်အဲဒါအင်္ဂါသားသမီးတွေခြေနဲ့မယ်လို့ထင်ပါတယ်ကျွန်တော်ဟောပြောရမယ့်အချိန်က7 minute ပဲရှိတဲ့အတွက်ကြောင့်မို့ဒီလောက်နေနဲ့ခြေနဲ့ပြပါအားလုံးတော့အင်္ဂါသားသမီးတွေကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ ဆုမကောင်းတောင်းနေမှာကျွန်တော်ဒီ live ကိုဒီမှာပဲညနာခွင့်ပြုပါခင်ဗျာ